ဂျပန်ခေတ်သာသနာရေးဂျပန်ခေတ်တွင်ဗမာပြည်ဆိုရအုပ်ချုပ်၍တနှစ်ပြည့်သည့်နှစ်1305ခုဝါဆိုလဆန်းတရက်တရက်8လ43ခုမှပြင်ဂျပန်တို့ကမြန်မာပြည်ကို ရွှေစင်လွတ်လပ်ရေးပေးခဲ့သည် ထို့အခါအာနာရှင်ကြီးဒေါက်တာဗမော်တီနိုင်ငံတော်အဓိပတိဖြစ်လာသည် ထို့အချိန်ကသာနာရေးကိုအပိပုစုတော်အဖြစ်ပြည်တည်ဆာမှုပွဲများကိုကျင်းပပြီးသည် အငယ်တန်းနှင့်ဒွေမာတိကာအလတ်တန်း၌ဒွေမာတိကာခုတ်တကသိခာနှင့်မူလသိခာအကြည်တန်း၌ကင်ခာအထာကထာအကျော်တန်း၌ဝိနိပါဠိတော်ငါးချမ်းတို့ကိုအတိအသီးပြထမ်း၍လင်းနှစ်ကြာမြအဆမဝဲပြုလုပ်ခဲ့သည်ထို့ပြင် နိုင်ငံရေးကိစ္စ၌တတွေးတန်တန်တမိတ်စနစ်ကိုကျင့်သုံးတကယ်သို့တာနာရေးကိစ္စ၌လည်းထိုစနစ်အရာ အတ္တိပိတန္တာပိုင်းတပါးတည်းသာရှိရမည်။ဂိုင်းတိကြမရှိစေရအစသည်ဖြင့်အစိုးရကျင်ညာချက်များထုတ်ဝေခဲ့သည်။အချို့ဆရာတော်များကလည်းဂိုင်းကနာများပူပေါင်းညီညွတ်တင့်ပြီးဟု ကျင်ညာ၍အစိုးရဝါဒကိုထောက်ခံကြသည်။ရန်ကုန်မြို့ဗုဒ္ဓတန္တာပြုအဖွဲ့ကြီးမှဗဟန်းဝေလူဝင်ဆရာတော်ကြီးကြီးမှုသောဓမ္မကတိကဖုန်ကြီးအပါ တရားခန့်တို့သည်ဂိုင်းပေါင်းစုံညီညွတ်ရေးအတွက်နေလှဲ့ကစီယုံဟောပြောကြသည်ဓမ္မကတိကအဖွဲ့တွင် ပါဝင်ဖို့လဲခရီးသွားပတ်လက်မဲ့ရမည်စသည်ဖြင့်အခွင့်အရေးပြကစီယုံရေးပြုလုပ်ကြသည်ဂျပန်ဖုန်းတော်ကြီးဦးနာဂီလဲထိုအဖွဲ့နှင့်အတူပါသည် ထိုစဉ်အခြေအနေမှာငြိမ်သက်လာသည်မဟုတ် မဟာမိတ်တိုလီတက်ကမြန်မာပြည်ကိုဘုံကျဲတိုက်ခိုက်နေသောအချိန်ဖြစ်သည်1305ခုနှစ်စကိုင်းတောင်ရိုးပင်ဘုံကျဲခံရသော နှစ်ဖြစ်သည်ထိုနှစ်မှစ၍ဆရာတော်သည်ဥပဒနာကြောင့်၌ဝါကတ်တော်မူခဲ့သည်အဘယာယာမဆရာတော်လည်းဥပဒနာကြောင့်သို့ကြွလာပြီးဆရာတော်နှင့်အတူတရင်သုံးတော်မူသည်တစ်ချိန်ထဲမှာပင်ဥပဒနာတိုက်အုပ်ကန်ဒီဆရာတော်ကမဟာကန္နာယုံကြောင့် စီရှင်ဆရာတော်ကဘကူးဦးချောင်းမှအတီးတီးတင်းသုံးတော်မူကြသည်တို့ဖြစ်၍စစ်အတွင်း၌ရွှေချင်းနိကာယဘောဌာနသည်ခိတယာယီစကိုင်းတောင်ရိုးတွင်တရှိနေသည်ထို့သောဘယုတ်ပရဲ့ရှုပ်ရှက်ခတ်နေသောခိပြခိဆူကြီးမှပင်ဂိုင်းပေါင်းစုံညီညွတ်ရေးဓမ္မကိကဆရာတော်များကလိုက်လံစီယုံနေကြသည်တနေ့တနေ့ ထိုညှိညွှန်းရေးဓမ္မကရိကဆရာတော်များသည်သခိုင်းတောင်ရိုးရွှေကျင်နိကာယဥပဩခရာဆရာတော်များရှိရာသို့လာရောက်စီယုံကြသည်သူတို့အဖွဲ့တွင် ပါဝင်ရန်တကိုင်းတဲတဖွဲ့တဲပူပေါင်းရန်လျှောက်ထားကြသည်ထိုအခါဝိတ္တတာယုံတိုက်အိုကန်နီဆရာတော်ဆန်ကင်းဆရာတော်အဘယာယာမဆရာတော်စီရှင်ဆရာတော်တို့လေးပါတွေ့ဆုံဆွေးနွေးတော်မူကြပြီး ရွှေကျင်ကိုင်းသည် အစဉ်အလာအရရှေ့ကပင်တိချာနေလာခဲ့သောဂိုင်းဖြစ်၍မိမိတို့လက်ထက်ကြမှ မရောနိုင်ဟုညင်းပေတော်မူလိုက်ကြသည်ထို့နောက်မကြမကြပင် ရွှေကျင်ဏိကာယဥပဩခရာဆရာတော်များနှင့်တောင်ယူဏိကာယဆရာတော်များအစီအဝေးထိုင်ကတိုင်ပင်ကြပြီးနောက်ရွှေကျင်ဂိုင်းဝင်တန်ငါများသည်ခေပေါအခွဲအစီများတွင် ပါဝင်လက်မှတ်မထိုးကြပင် နေဝိပြပြစွာနေထိုင်ကြရန်အရေးကြီးသောကိစ္စများနှင့်ဆက်၍ဘ ഹു ဌာနမှညွှန်ကြားဆုံးဖြတ်ချက်သည့်အတိုင်းသာဆောင်ရွက်ကြရန်စသည်ဖြင့်နေအတီးတီးတို့ညွှန်ကြားလွာများ စာတိုင်းမှပို့တော်မူကြသည်တို့ရာတွင် မကြမီအာအာသင့်စေသောကျင်ညာစာများသည့်စကိုင်းတောင်ရွှေကျင်နိကာယဥပဥက္ကဋ္ဌဆရာတော်များထံ ရောက်ရှိလာသည်ထိုကျညာစာတွင်တသွေးတန်တမိတ်ဒါနာတော်ဘက်မှ အတီးပြုလိုက်ပြီးဘေရုံကမှမညညွတ်ခဲ့သောဂိုင်းများညညွတ်ပူပေါင်းလိုက်ကြပြီးရွှေကျင်ဒါနာပိုင်ကြိတ်လက်ပစ္စည်းမာယုံဆရာတော်ဘုရားကြီး ကိုယ်တိုင်လက်မှတ်ရေးထိုး၍ဒါနာတော်လုံးဆိုင်ရာ ပထမအတီးပရိဒါနာပိုင်အဖြစ်လက်ခံလိုက်ပြီးစသည်ဖြင့်ဖော်ပြထားသည် ထိုကျင်ညာစာပေါ်လာပုံမှာဤသို့ဖြစ်သည်သခိုင်းတော်ရရှိရွှေကျင်နိကာယဥပဥက္ခရာဆရာတော်များကခေပေါ်အဖွဲ့နှင့်မယောနိုင်ဟုယတိပြတ်ညင်းဆိုတော်မူခဲ့ကြသဖြင့်ဂိုင်းပေါင်းစုံညီညွတ်ရေးအဖွဲ့သည်မိမိတို့အဖွဲ့တွင် ရွှေကျင်ဂိုင်းပါဝင်အောင်ဘယ်ပုဂ္ဂိုလ်တန်ချိကဲ့ရမည်နည်းဟု တိုင်ပင်ကြရာဥစွာရွှေကျင်နိကာယဥက္ကဋ္ဌမာနယကရွှေကျင်သာနာပိုင်ကြိုက်တဲ့ ပစ္စည်းမာရောဆရာတော်ကြီးထံချစ်ကဲ့ရန်သဘောတူညီကြသည်ထိုအခါဂိုင်းပေါင်းစုံညီညွတ်ရေးအဖွဲ့မှဓမ္မဂရိကဆရာတော်အချို့သည်ထိုကိစ္စဆောင်ရွက်ရန်ကြိုက်လက်သို့သွားကြသည် ထိုဆရာတော်များသည်ကြိုက်လက်မျိုးမှအစိုးရအရာရှိအချို့ကိုပါခေါ်ဆောင်၍ပစ္စည်းမာရောဆရာတော်ကြီးထံဝင်ရောက်ကြသည် ထိုစဉ်ပစ္စည်းမာရောဆရာတော်ကြီးအနီးမှပြုစုလုပ်ကျွေးသူ တပည့်ယဟန် အနှင်းငယ်သာရှိသည် ဓမ္မခရိကဆရာတော်များသည်ပစ္စည်းမယုံဆရာတော်ကြီးထံချင်ခဲ့ပြီး နိုင်ငံတော်အစိုးရကရွှေကျင်ကိုအုပ်ဆောင်တရဖူနေရာထား၍တာနာတော်ကြီးကိုမြင့်တင်ရန်စီစဉ်ပြီးဖြစ်ပါကြောင်းတာနာတော်ကြီးစီပင်ပြန့်ပွားရန်အတွက်ဆရာတော်ဖျားကြီးလက်မှတ်ထိုးကအတ္တိပတိတာနာပိုင်အဖြစ်လက်ခံတော်မူပါမည်အကြောင်းစသည်ဖြင့်အဝဇွန်ကောင်းကောင်းဖြင့် လျှောက်ထားပြီးခန္ဓာသက်ရစွာအသိရယူလာသော စာရွက်ကိုဆက်ကပ်၍လက်မှတ်ရေးထိုးတော်မူပါဟုလျှောက်ထားကြသည်ပစ္စည်းမယောဆရာတော်ဖျားကြီးသည်တက်တော်80ဆရာဒုပလအွေဖြစ်တော်မူခြင်းတာနာတော်ကြီးစီပင်ပြန်ပွားရေးဟုသော စကားကိုသာ ကြားတော်မူမိခြင်းကြောင့်အမှတ်မထင်လက်မှတ်ထိုးပေးလိုက်တော်မူသည် ထိုအခါဂိုင်းပေါင်းစုံညီညွတ်ရေးဓမ္မဂရိကဆရာတော်များသည် ရန်ကုန်သို့ချက်ချင်းပြန်သွားကြပြီးအဆိုပါကျင်ညာစာကိုရိုက်နှိပ်ဝင်ငှကြတော်သည်ထိုကျင်ညာစာသည်သကိုင်းတောင်ယူရွှေချင်းဏိကာယဥပဥက္ကဋဆရာတော်များထံရောက်လာသည်ထိုကျင်ညာစာနှင့်ရှင်မနောင်းနောင်မနောင်းဖြင့်ရွှေချင်းဂိုင်းမှတန်ခါကိုစလင်စီရင်ပြပါရန်အဆိုရထံကရှောက်ကြားစာလေရောက်ရှိလာသည် ထိုကိစ္စနှင့်ဆက်လျင်း၍စကိုင်းတောင်ရိုးတွင်ရွှေချင်က အစည်းအဝေးတစ်ခုကျင်းပသည်ထိုအစည်းအဝေးတွင်အမျိုးမျိုးအကြံဉာဏ်ပေးကြသည်ပြစီမာရောဆရာတော်ကြီး၏တတိလဟင်ချက်များကိုလည်းအစဉ်ပြေလေအောင်အစိုးရနှင့်လည်းမဆန့်ကျင်လေအောင်ပြန်စာရေးရန်စဉ်းစားတော်မူကြသည်ရွှေချင်ကိုင်းကခေပေါ်အဖွဲများနှင့်လည်းမယောလိုမြတိယာတုကိုများလည်းမယူလိုဟုမိန့်တော်မူကြသည် ထိုအခါဘယ်ရာမဆရာတော်ကဒီကိစ္စပြက်ပြက်ရီဝိလေကြောင့်ပဲတော့မလုံနိုင်နဲ့ဆရာတော်ကြီးကပထမဥက္ကဋ္ဌဥက္ကဋ္ဌပဲဥက္ကဋ္ဌကိုစားစီမံအုပ်ချုပ်ရေးကဒီကဆရာတော်တွေဂိုင်းနဲ့ပတ်သက်လာရင်ဒီကဆရာတော်တွေပါဘာမှဖြစ်တာကိုအစိုးရတိအောင်ရေးပါ တခါတည်းအပြက်လို့ပါစသည်ဖြင့်အမင်းရှိတော်မူသည် အပြာရာမဆရာတော်အမေရှိတော်စကားကို အားလုံးသဘောတူတော်မူကြ၍ရှင်းရှင်းပြတ်ပြတ်ရေးကအစိုးရထံစာပြန်ပို့တော်မူကြသည်ပစ္စည်းမယုံဆရာတော်ကြည်ထံသို့လည်းလျှောက်ထားစာကို ပို့တော်မူကြသည်ဤအစည်းအဝေးကြောင့်ပင်ဂျပန်ခေတ်ပေါ်ပင်တာနာ၏ကိစ္စကြီးသည်ရက်ဆိုင်သွားတော်သည်ဟုဆိုနိုင်သည်မဟာမိတ်တို့ထိုစစ်ကိုခုခံနေခြင်းဖြစ်၍ ။ဤကိစ္စအတွက်အစိုးရကလည်းအာယုံဆိုင်နေဟန်မတူပါ။ထိုကိစ္စရှင်းလင်းဖြေကြားစရာရှိသမျှကိုစီရှင်ဆရာတော်ကဒိုင်ခံဖြေရှင်းတော်မူခဲ့သည်။ဆရာတော်ပြန်စာနှင့်ညောင်တုံးတိုက်အုပ်တသွေးတန်တမိတ်စနစ်အရာဂိုင်းပေါင်းစုံညီညွတ်ရေးခေပေါ်အဖွဲ့တွင်ကြိုက်လက်ဖြစ်စီမာယုံဆရာတော်ကြီးပါဝင်လက်မှတ် ကြီးထိုးမိသောကိစ္စနှင့်ဆက်လင်း၍ညောင်တို့မြို့ရွှေဟင်းသာတော်ရတိုက်အုပ်เสียရတော့ဗတ္တနကရယာနာထမအနေငယ်မကြည်မနက်ဖြစ်၍ရေသားပြပူလိုက်သောစာတဆောင်ဆရာတော်ထံရောက်လာသည်ထိုစာကိုပြန်ကြားရ၌ဆရာတော်ကအောက်ပါအတိုင်းထဲသွင်းရေးသားလိုက်သည်မထေကြီးကိုယ်တော့ဘယ်သို့မျှမရှုမကြည့်နှင့် အသက်အရွယ်ကြီးလာပြီဆိုရင်အနိအနာက ပြုစုသူတပည့်များဤတာဝန်သာဖြစ်သည်အသက်ကြီးလာလေလူငယ်ကိုအားကိုးကြရတာကြီးပဲငယ်သူအလို့အချွင်းညက်လေအလိုလိုနေရင်မထေကြီးအပြစ်ရောက်တတ်တဲ့မထေကြီးများလူအိုကြီးများအပြစ်ဘယ်ခါမှမဖြစ်ပြီးထို့ကြောင့်မထေကြီးအနိအပဘုဒ္ဓတာရှိသူအကင်ပါသူစိတ်ကောင်းရှိသူတရားတရားရှိသူများ ရှိနေဖို့အရေးကြီး၏ညောင်တုံးတိုက်အုပ်သည်ဆရာတော်ဤပြန်စားကိုဖက်ရင်ဖက်ရင်စိတ်တွင် ရှင်းလင်းကျင့်နေလျက်ပစ္စည်းမယောဆရာတော်ကြီးအပေါ်အပြစ်မြင်မိသည်မှာမိမိ၏အမှားပင်ဖြစ်ကြောင်းသိရှိဝန်ခံလေသည်စာရသည့်နေမှာစာ၍ပစ္စည်းမယောဆရာတော်ဘုရားကြီးကိုမှန်းစား၍အဝေးမှပင်အချင်းချင်းရှင်းကိုဝင်ချပြီးနောက်ကိုတိုင်းတစ်ခေါက်သွားရောက်ကြတော့သည်ညောင်တုံးတိုက်ဆရာတော်သည် ရွှေကျင်စိတ်ပြင်းပြသောဆရာတော်တပါးဖြစ်ရာခေတ်ပေါ်အဖွဲတွင်ပစ္စည်းမယုံဆရာတော်ကြီးလက်မှတ်ရေးထိုးလိုက်ကြောင်းတည်လင်တည်ခြင်းပစ္စည်းမယုံဆရာတော်ကြီးနှင့်တွေ့လို့စိတ်မရှိသလောက်ဖြစ်သွားသည်ဆိုသည်ဆရာတော်ဤပြန်စားကိုဖက်ရမှသာ ထိုးစိတ်ပြေပြောက်သွားပြီးဆရာတော်ကြီးအပြစ်မဟုတ်ပါလားဟု မြင်လာသည် ထိုစဉ်ဆရာတော်ဤပြန်စားကို အချိန်ချင်းဖက်ပြီးခေါင်းမော်တင်ကား အာရကျင်းသောဆွာကာရဝပြုသည်ညောင်တုံးတိုက်အုပ်သည်ညင့်ဖျားဝတ်တည်း၍တန်ခအလင်၌ဆရာတော်ဤပြန်စာကိုနှစ်ရက်သုံးရက်ဆက်ပြီးဖက်ကြားပြကဒုရွှေဟင်းသာတော်ရတိုက်ကြီးမှလည်းမထီကြီးများအပြစ်မရောက်အောင်စောင့်ရှောက်တတ်တဲ့လူငယ်လူတော်တွေလူတဲ့ဘုဒ္ဓတာရှိသူအကင်ပါသူစိတ်ကောင်းရှိသူတရားတရားပြေဝသူတွေရှိဖို့လူတဲ့ ဤတဤတာနှင့်မထေကြီးများအပြစ်မရောက်အောင်ဆောင်းလျှောက်ဖို့တင်တို့တာဝန်စသည်ဖြင့်ဩဝါဒပေးခဲ့သည်ညောင်တုံးရွှင်းသာတော်ရာ တိုက်အုပ်ဆရာတော်သည် ရွှေကျင်သွေးရွှေကျင်စိတ်ထက်သန်တော်ဆရာတော်တပါးဖြစ်သည့်အပြင်ရွှင်းသာတော်ရာဆန်ကျောင်းဆရာတော်ဖျားနှင့်တွေ့ဖက်၍တာနာပြုတော်မူခဲ့သောဆရာတော်လည်းဖြစ်သည်ဂျပန်ခေတ်ကတသွေးတန်တမိတ်စနစ်ကြောင့်ရွှေကျင်ကန်းကြီးမပြည့်စည်ရအောင် ညောင်တုံးတနုဖြူဇလွန်ရွှေတော်မောပတ္တနောစသောနေတု၌လဲစီယုံခဲ့သောဆရာတော်တပါးလဲဖြစ်သည်ဆရာတော်ဆန်ကင်းရွာ၌တည်င်းတုံးတော်မူစဉ်ကဆရာတော်ထံမကြမကြ လာရောက်စီးကဲ့လေရှိသည်ဆရာတော်နှင့်အလွန်ရင်းနှီးသည့်အပြင် အလွန်လေးအားကိုးသည်ဒုတိယဥပဇေကိုဆရာတော်ထံ၌ယူ၍ထောကလုခန္ဓာသိမ်တွင်တိတ်ခါထပ်ပွေး ြုလုပ်ခဲ့သည်အကမာပန္နိတတစိတ်ကိုလည်းရရှိတော်မူ၏ဆံကျောင်းဆရာတော်လွန်ပြီးနောက်ရွှေဟင်းသာတော်ရတိုက်ကြီးကိုဦးစီးအုပ်ချုပ်တော်မူခဲ့သည်ယခုအခါထိုတိုက်အုပ်ဆရာတော်လည်းလွန်တော်မူသွားခဲ့လေပြီး